အားလုံးပဲမင်္ဂလာပါရှင်။ဘိုင်းရင်အင်တာနက်မဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်။ဒီနေ့မှာတော့စာရေးဆရာတင်ခရဇာလက်ရဘလူးရဲ့အလောင်းဖျားလူဆိုတဲ့ဝတ္ထုတွေကမှမြင်းခင်းတပင် အပိုင်းနှစ်ကိုတင်ဆက်ပေးလိုက်ပါရရှင်။ဒီ channel လေးကိုလည်းလိုက်ရန် subscribe လေးလုပ်ပြီးအားပေးကြပါအောင်ရှင်။ဘေးနာက note bell လေးကိုလည်းနှိပ်ထားပေးကြပါအောင်ရှင်။မြင်းခင်းတပင်အပိုင်းနှစ်အမှန်တော့သူကမြေးကိုတခါတည်းပြသွားတာဖြစ်တယ်။ မြေ38ကျင်းမှအလှင်ကျင်းကိုမျှစီဟန်ဘလူးဖန်းစတဲ့မြေကြီးတွေကိုစားစားချင်းမှာပဲထည့်ပြသွားတယ်။မြင်းနဲ့တူပြေးလိုက်ဒီမှာလှင်ကျင်းကိုမျှစီဟန်ဖြစ်ပြီးမြင်းကိုကြောပြီးရှစ်အနေငယ်လွန်လိုက်ဒီမှာလှင်ကျင်းကိုလွန်စီဟန်ဖြစ်တယ်။အဘိုးကြိုက်အောက်ကဂရီပါဘောင်းမီနီကိုရဲကနေဝှေ့ဝဲသွားအောင်လွှားတက်လိုက်ပုံမှာဘလူးဖန်းဟန်မြေကြီးလည်းဖြစ်နေတယ်။သူကစက်တိုင်းစီမရောက်မီလံကိုချင်းသေးတန်းဆွဲဟန်အနောက်ကပြစ်ထားပြီးနီးတဲ့အခါ တက်တင်ရေတောက်ဟန်ရှေ့ကိုငိုင်းငိုက်ထားလိုက်တယ်။ကိုကိုကျုံပြီးစီးပြတယ်။မြင်းတင်မားပေါ်ရက်ပြီးစက်တိုင်ကိုမျောကြည့်လိုက်သေးတယ်။လန်လင်ကိုချိန်ချားညက်အဟင်းသာတောင်ရှက်ဟန်ရှေ့တူရှူတဲ့တဲ့ပြုလျက်ရှေ့တစ်ဖက်ထောက်ရထားရင်မှမျက်စီကိုလက်ကားပြီးကြည့်လိုက်သေးတယ်။တတ်မှတ်ထားတဲ့နေရာကိုဒုံပြေးပြီးရောက်တော့မြင်းဆက်ကိုတုံဆွဲကပတ်တက်ရက်စီလျက်လန်လင်ကိုလှုပ်လိုက်တယ်။လန်တိုကအရှင်ပြင်းစွာနဲ့အတောင်80ကိုဒိန်ကနေဆွဲမိတယ်။ဘဟိုကိုမထိပေးမဲ့မြင်းကိုထိုးမိတယ်။ ပရိသတ်တွေအတန်းမျိုးစုံထွက်လာကြတယ်။မင်းကြီးကတော့ကောင်းပါတယ်။အမောင်းလန်းနဲ့ထိုးရမှာမဟုတ်ဘူးလား။အေးလေလန်လင်နဲ့ဆက်သွင်းခွင့်မှမရှိတာ။အမောင်းစွန့်ကြီးပြပါတယ်ဆို။လန်လင်ကတော့ဘာသူမဆိုပြစ်နိုင်တာပေါ့။ဟာမင်းဒီလိုမပြောနဲ့။သူ့ကိုလုံးကိုဖန်နဲ့အမောင်းကြီးကိုအတောင်80ပဲထိုးနိုင်မလဲ။သူကျွမ်းကျင်ပိုင်နိုင်ရသူပြမှာပေါ့။အေးလေသူကပြိုင်ပွဲဝင်နေတာမှမဟုတ်တာ။ရှင်ဘယင်ကအစွမ်းပြခိုင်းလို့ပြရတာပဲ။ အမြင်တွေကတော့မျိုးစုံဖြစ်တယ်။ဘိုလ်ရှုခံစင်ပေါ်မှာလည်းဒီတို့ဝေဖန်နေကြတယ်။လောင်မင်းတရားကြီးလည်းမျက်မှောင်တော့ကုတ်လျက်ရှိတယ်။သူ့လူကိုအစွမ်းပြစီလိုပါမှဒင်းလုံးလိုက်တိုင်းဒီလိုကြီးဖြစ်နေတယ်။အမိန်တော်ရအိမ်မောင်းလန်ရှင်းနဲ့ထပ်ပြပြရင်ပြင်ရပြန်တယ်။လက်ရဘလူးကမြင်းပေါ်ကစီးပြီးခတ်တီတီးပြီးလန်ရှင်းတွေထားရစင်စီလျှောက်သွားတယ်။လန်ကန်ရဲမက်ကပေးတာကိုဂယုမပြုတ် ့၉ဘီခွဲရှိတဲ့အမောင်းလန်ရှိဓာမီတက်တွေကိုမယူပဲ၁ဘီခွဲရှိတဲ့နှစ်ဖက်ချောတန်လန်တန်ကြီးကိုယူလိုက်တဲ့ဖြစ်ပရိသတ်ပွဲကြသွားပြန်တယ်။လန်ကြီးကအလွန်ရှေးပြီးငကားပဟန်အမွေးတက်ထားသည်မှအရင်မှအပြားကြီးဖြစ်တယ်။အဲ့ဒီအမွေးကိုလိမ်ပက်လိုက်ပြီးလက်ရဘလူးကမြင်းစီမသွားပဲပြေးလန်းပေါ်တက်သွားတဲ့ဖြစ်အားလုံးကဝိုင်းကြည့်နေကြတယ်။သူကချီလန်းကြဲကြဲတလန်းနှစ်လန်းအရှင်ယူလိုက်ပြီးအဲ့ဒီနေရာကပင်အမောင်းလန်ရှိကြီးကိုပြစ်တင်လှုပ်လိုက်တယ်။ ပွဲကြည့်သူအားလုံးဟင်ခင်နေဖြစ်သွားတယ်။ကောင်းခင်ကိုလွ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 ထိုးတက်သွားတဲ့လန်ရှည်ကြီးကတရိတ်ရိတ်နဂါးကြီးတကောင်ပါသွားတယ်လို့တလိမ့်လိမ့်အလွန်ဝေးကွာတဲ့ဆက်တိုင်စီခေါင်းတညိမ့်ညိမ့်အမီးတစ်ခါခါပြေးသွားပြီး25000ဆက်ဝင်းမှာသွားဆဲမိတယ်။ပရိသတ်မှာအတန်ထွက်ဖို့ပြင်မိနေတယ်။လက်ရဘလူးကတော့လန်ကိုလှုပ်ခဲပြီးလန်ချောင်းကြည့်ပြီးဒါနဲ့သူ့နေရာကိုပြန်လျှောက်သွားတယ်။နောက်မှပရိသတ်အတန်းကဟောကနေထွက်လာတယ်။ ဘေးဘန်တန်တွေပူကျဲလာတယ်ထင်ရတယ်။တန်ငယ်မားလေးလည်းနားမလဲတော့။ရဲမက်တွေပင်စူညံပွဲလို့ရိုက်လျက်ရှိတယ်။အကြက်တဦးနဲ့တမုတ်ဦးစကားပြောနေတဲ့ကြားသဖြင့်နားဆိုင်ထောင်မိတယ်။ဘယင်မင်းတရားကြီးကျင်းနေတော်မူလိမ့်မယ်မဟုတ်ကြောင်းဒီကောင်ဒီတိုင်းပင်စေးတင်ရလို့တဲ့ကြောင်းအပြစ်ပေးခံရလိမ့်မယ်ဖြစ်ကြောင်းထုံစံတိုင်းအကိုခံရမယ်တော့မဟုတ်ဘူးလေပါသေးတယ်တိတ်တော့နားမလဲလားအလောင်းမင်းတရားကြီးထားရဲ့ပြီးအမိန်ပေးလိုက်တယ် လက်ရဘလူးကိုစီချင်းတိုက်ရန်စေခိုင်းခြင်းဖြစ်တယ်။အခြေအနေမှာချက်ချင်းပြောင်းလဲသွားတယ်။အလောင်းမတရားထရရလိုက်တာနဲ့စူညံပွဲလောရိုက်နေတဲ့အတန်တွေဒဇဒဇအချုံငိမ့်သွားဒီမှာစီချင်းတိုက်ရန်ပြင်ဆင်နေကြချိန်မှာအကြတမ်းမင်းမကြားရတော့အများစုကမုတ်ဆိုးချုံပေါ်မင်းလာမင်းကောင်းနဲ့တိုက်ရမယ်ဟုထင်မြင်ပြောဆိုနေကြတယ်။ဘယ်လွယ်မလဲ။ဒီတခါတော့နာပြီဟူတဲ့အတန်တွေကြားရတဲ့ဖြစ်လုံမာလေးစိတ်ပူလာတယ်။အမှန်ပင် အတောင်80ကိုဦးဆုံးထိုးပြသွားတဲ့ဘိုးတွန်ဆိုတဲ့လူကြီးဆင်းလာတယ်။အလောင်းဖျားရဲ့အကြီးဆုံးစစ်သူကြီးတွေထဲမှတအူးဟုဆိုကြတယ်။ဘယ်လဲယုံကြည်ဟုလဲကြားနေရရာလုံမလေးအပူမှာစူဝဲရမရှိပြီ။ဒါပေမဲ့သူတို့နှစ်ဦးမှာစတွေ့ကလေးကတိုက်ဖို့တိုက်ဖက်ဖြစ်တယ်ဟုဆိုကြပြန်နေ။ဘိုးတွန်ကသူ့လက်အောက်ကိုလက်ရဘလူးကိုမကြာခဏခေါ်လေးရှိသဖြင့်တညာလိမ့်မယ်ဟုလဲထင်ကြီးပေးနေကြတယ်။လက်ရဘလူးကတော့ တကယ်လုံးမဲ့ဟန်နဲ့အဖျားမှာဂျိတ်ောက်ပါတဲ့ခြုံနှောင်းလန်ရှိတစ်ချောင်းအဲမောင်းလန်ရှိကိုမြင်းကုံနီးရှိလှန်ထက်ချင်းမှထိုးလျက်ဆောင်းသားနဲ့ကိုငကန်စီအက်လျက်မြင်းပေါ်တက်သွားတယ်စစ်သူကြီးမင်းလာမင်းကောင် မြင်းထုတ်ခါနီးမှအလောင်းမင်းတရားအမိန်တော်နဲ့ရဲမက်တူပြေးလာပြောသဖြင့်မြင်းကိုဇောင်းမှမထုတ်တော့ပဲဘေးမှာသွားရဲနေတယ်နောက်ဘိုးပုံထဲမှဘုံမှုတူးထွက်လာတယ်ပွဲကြီးသူတွေကတိတ်မသိကြပေမဲ့ ခေသူမဟုတ်မှန်းတော့အသွင်ပြင်ကိုကြီးပြီးသိနိုင်တယ်။ကြီးညာတဲ့အမက်ကနင်းရတဲ့ညိုသူပြိုင်ကောင်းဟူတဲ့မင်းထင်နော်ရထားတဲ့အစီချင်းတိုင်းမဲ့သူမှာခင်ပါရံပြဲဟူတဲ့ရဲဆဲကြောကောင်ဖြစ်ကြောင်းဖတ်ကြားလိုက်တော့မှအတန်တွေပြန်ထွက်လာကြတယ်။ရဲဆဲကြောကောင်မှာလောလောလတ်လတ်ပွဲရထားသူဖြစ်ကြောင်းလက်ရပြန်ချီငချင်းညိုကအလောင်းမတရားကိုလာတိုက်စင်လက်ရနံပါတ်မှထွက်ပြီးစီချင်းတိုင်းရံလက်ရပြန်ချီကိုစိန်ခေါ်ဝင်းနေသူဖြစ်ကြောင်းကြားသိရတယ်။ ခင်ဦးစားကိုစိန်ခေါ်ဝင်းနဲ့တတ်တီမှာအာကရောက်ကြပါပြီဘိုးတွန်တို့ပင်လက်ရည်မတူသဖြင့်မတိုက်ရတဲ့လက်ရပြန်ချီကိုအလောင်းမင်းတရားရှိမှ အသက်ဘေးဘီကာကွယ်မဲ့သူဖြစ်တယ်အဲ့ဒီအချိန်စီချင်းတိုင်းရန်စီးခဲ့တဲ့မြင်းဘောင်းဝေးဖြူကိုပင် စီးနင်းလက်ထွက်လာတယ်အဲမောင်းလန်ရှိတဲ့လက်လန်တို့သုံးစင်းနဲ့ဆောင်းသားကိုလွဲလျက်မြင်းပေါ်တက်စင်လက်ရဘလူးကဘာမပြောညာမပြောနဲ့အဲမောင်းလန်ရှိလှုပ်လိုက်တဲ့ဖြင့်မြင်းပေါ်မှာပြန်စင်းရှောင်းလဲရတယ်အဲ့ဒီနောက် မင်းဘောင်းဝဲဖြူကိုဝစ်စည်းလျက်ငကားပဟန်စီးပြလျက်ဒုံနှင်းလာတယ်လက်ရဘလူးကတော့လန်လွတ်လိုက်တဲ့အနားမှာသာမင်းကိုပက်ချလဲပြီးစောင့်နေတယ်မနီမဝေးရောက်တော့ရဲစဲကြော်ကောင်းကလန်လင်လို့မှမြင်းချင်းတင်းပြဆိုင်မိတယ်ရဲစဲကြော်ကောင်းလန်လင်သုံးစင်းဇက်တိုက်လွတ်တယ်စင်လျက်ကြောက်တဲ့ဖြစ်မထီပါတာကြောင့်အဲမောင်းကိုဟင်းတာတောင်းရှက် ရှေးကိုတက်မဲ့စွာကင်လျက်ထိုးရံပြေးလာတယ်တဲ့တဲ့ထိုးတော့မမှန်သေးပြီလက်ရဘလူးက ရင်ကိုကော့ကမမတ်စီရင်မြင်းကိုမထိခိုက်မိစေရင်ခက်ဆောင်ဆောင်နေသားကိုပြင်လိုက်တယ်။ပရိသတ်တွေမှာရင်တထိတ်ထိတ်နဲ့အစီချင်းတိုက်ပွဲကိုကြည့်နေရတယ်။လက်တကန်အကွာဝေးရောက်တော့ရဲစဲကြော်ခေါင်ကလက်ကိုဆန်းလက်လှမ်းနဲ့ထိုးတာကိုလက်ရဘလူးကိုကိုခါပေါ်လှည့်ဝိုက်ပြီးတဲထိတ်ရင်ပူရှောင်းနှင်းသွားတယ်။ခြုံနှောင်းကတော့ထိုးချင်မရတဲ့ဖြစ် နောက်ပို့ထားတဲ့ဟန်။ဒါပေမဲ့မြင်းချင်းလွန်သွားတော့မှလက်နောက်ပြန်နဲ့ရဲစဲကြော်ခေါင်ဘက်ကိုခြုံနှောင်းကိုလွှဲချိန်လိုက်တယ်။ အဖျားရှိဂျိတ်ကောက်ကရဲစဲကြောခေါင်ရင်ဝါကိုချိန်မိကမြင်းပေါ်မှဆောင်ဆွဲချလိုက်တယ်လို့ဖြစ်သွားတယ်။မြင်းဘာဝဲဖြူပေါ်မှကြားပြီးရင်ကိုချုံနှောင်းဆိုင်လျက်ရှိတယ်။အဲ့ဒီအတိုင်းတရွတ်တိုက်ပါလာတယ်။အလွန်ရဲစက်တဲ့မြင်ကွင်းဖြစ်ပြီးအမျိုးသမီးတွေမကြည်ဝင်းတော့ပဲမျက်နှာကိုလက်နဲ့ကာထားကြရတယ်။လက်ရဘလူးကနောက်ပြန်လှဲမကြည့်ပဲမြင်းနဲ့အနှဲငယ်ဆွဲသွားပြီးမှ မြင်းပေါ်မှဆင်းကရဲစဲကြောခေါင်ရှိရာရှောက်သွားတယ်။ရဲစဲကြောခေါင်ကိုလက်ကန်ဆွဲထူလိုက်ရင် စီကျင်းတိုက်တယ်ဆိုတာလယုံချင်းပြိုင်တာမဟုတ်ဘူးနှလုံးရည်ချင်းပြိုင်မှအတာရတယ်ရောင်ရင်အဲ့ဒီလောက်ရိုးရင်စီကျင်းမတိုက်သင့်ဘူးရဲဆဲကြောကောင်းကသွေးထွက်နေရဲ့ရင်ငူဖိလျက်သူ့လက်မောင်းကိုပုတ်တယ်ရညိုးရန်စားမထားကြနှစ်ဦးသားမြင်းကိုစီဆွဲလျက်ပြန်လှည့်လာကြရန်2500ဖြစ်နေတဲ့ပြိသက်တွေက အလူအရက်ဘန်းတွေပွားတွေဥပောင်းထုတ်တွေပြစ်ချကြတယ်လက်ရဘလူးကဒဇင်ခက်တွေဝေဝေဆာဆာလှောက်ခပြက်လျက် ကျူနေကြတဲ့အပြူတော်တွေရှိရမသွားပဲဗိုလ်ရှုခံဆင်းမြင်ပေးလျှောက်သွားပြီဟောဟိုကလုံမငယ်ကအဖွားတော်များမိမင်းမဟုတ်လားဘေးကဖွားမိလားလို့နှုတ်ဆက်လိုက်ရာ လုံမလေးမှဝန်တာလွန်ပြီဟုတ်တယ်မောင်ကြီးကိုရင်ညိုသူကြီးခင်မီးတို့ကိုမှတ်မိသေးတယ်နော်ဟူအဟစ်လျက်တခုခုပေးရန်ရှာတယ်သူ့မှာဒဇင်ခက်လည်းမရှိချာပေါ်ဝါကလေးပင်ပါမလားခေါင်းမှပန်လာခဲ့တဲ့ခွာညိုပန်းလေးကိုတတိယသဖြင့်ဖြုံးပြီးပြစ်ပေါက်လိုက်တယ်မရောက် အနီးနားကလူတွေကရီးပြီးလက်စင်ငံပေးတာကြောင့်လက်ရဘလူးစီရောက်သွားတယ်။လက်ရဘလူးကစပင်းကိုဖြီးပြီးရာဒီပန်းကိုနားမပန်းလိုက်တယ်။ပွဲကြည့်သူတွေကဟေးကနဲ့អော်လိုက်ကြတယ်။မိမိတို့ကိုကြောပြီးတောသူမာလီတယောက်ရဲ့ပန်းကိုဆင်းမြင်းလာတဲ့ရှေဝင်းတော်မူမင်းတင်တော်ရထားကိုမောင်မမိတ်တန်တွေကအစူပွားပွားနဲ့တိတ်မကြည်ကြပေမဲ့လက်ရဘလူးကပြုံးစီစီနဲ့ဖျက်လျှောက်လာတယ်။မင်းတရားကြီးကအမိတ်တော်မှတ်တယ် ငဆယ်ငယ်ကိုသုံးရနေလန်းဆိုပြီးခင်မီးတို့ကပွဲဆက်ကြည့်နေကြတဲ့ဖြစ်ရှင်ညိုသူပွဲကြီးစင်ပေါ်ပြန်တက်မလာတာကိုတတိထားမိပေမဲ့ဘယ်ရောက်သွားတာကိုမှမသိလိုက်ကြသူအလှတာဝန်ပြီး၍အနားယူနေတယ်ဟုသာထင်မိတယ်လူသူအများကြီးကြားမှာနမီကြီးသူရဲ့ကြော်တူကသူ့ကိုအေးဒီယူလောက်ကသူပေးတဲ့ပန်းကိုပန်းသွားတဲ့အတွက်ခင်မီးလေးရဲ့မျက်နှာမှာပြောတပြုံပြုံအဖွားဖြစ်သူမှလည်းဂုံယူတဲ့လေတဲ့နဲ့ မွန်တို့ကိုတိုက်ပြီးထွက်ပြေးသွားတဲ့ဘုံကြီးចောင်းသားခေါင်းဆောင်တငယ်လေးအကြောင်းအနားရှိလူတွေကိုပြောပြနေတယ်။ဓာတ်ခိုင်ထားတဲ့မွန်စစ်သားနှစ်ယောက်ကိုတဘိုးနဲ့ဝင်ပြီးရိုက်ပစ်လိုက်တာမှအေးခြေလက်တွေတုန်တုန်ကျိုးရော။သူကိုယ်တိုင်မြင်ခဲ့တယ်လို့ပြောနေတာကို သူအများကယုံနေကြတယ်။သူ့ရွာက သူတို့အမျိုးလူလူဘာလူလူပြောနေတာကိုနတ်ဆရာကြီးဦးမင်းတိုက်တို့လူစုကိုဘလူတန်းနဲ့တိုက်ဖြတ်ပစ်တာလည်းပါတယ်။ဟုတ်တယ်မဟုတ်တယ်ပါထား။ အခုတော့ကြွားရသည်မှာဝါမိဖို့အရသာရှိလာပြီနေမွန်ဒိမ့်ပြီးပွဲသိမ့်ကြီးနီးတော့မှခင်မီးကပြဲအောင်ဆိုတဲ့ဖြစ်မြင်းခင်းတပင်ကွေးမှထွက်လာခဲ့ကြတယ်မင်းတရားကြီးလည်းမရှိတော့ဘူးလူလည်းအတော်ရောသွားပြီဖြစ်တယ်စုရီပြေးတဲ့အထဲမှာလည်းလက်ရဘလူးကိုမတွေ့ကြရသူကပြိုင်တာမှမဟုတ်ပဲစွဲရင်ပြရုံပဲပြိုင်စရာမလိုဘူးဒါကြောင့်စုမရတာနေမှာပေါ့ဟုမြေဖွားနှစ်ယောက်ပြောလာကြရင် အပြင်းရောက် ဟင်အလိုဟိုမှာကွင်းမြင်တဲ့တယောက်တည်းရက်နေတာရှင်ညိုသူမဟုတ်ပါလားလုံမလေးကအပြေးပိုင်းပြေးသွားပြီကိုရင်ဒီမှာဘာလုပ်နေတာလဲခင်မီးတို့ကိုစောင့်နေတာလားဟုဝမ်းသာအားရနှုတ်ဆက်လိုက်တယ်အဖွားတော်များမီးလည်းရောက်လာပြီးနှုတ်ဆက်နေကြတဲ့ဖြစ်အဖြစ်မှန်ကိုမပြောတာလက်ရဘလူးမှာရီပြီးတာနေရတယ်သူတို့ပြောချင်ရပြောကြပြီးမှ မဟုတ်ပါဘူးဖွားတို့ရဲ့ကျုပ်ကဓာမေးခန္ဓာရတာပါ အမိတ်မနာခံလို့လေ။အိုးဟုတ်လား။အဲ့ဒီအခါမှခင်မီးတို့ကိုရှိန်တက်သွားကြတယ်။စိတ်မကောင်းဟန်လည်းပေါက်သွားကြတယ်။လက်ရဘလူက ကြီးကြီးလှလှရီးပြီးဒါမျိုးကယူနေပါပြီဗျ။ခဏပါမကြပါဘူး။ဘွားတို့လည်းနေဘူးရောပေါ့။ထမင်းရောစားခဲ့ပြီးကြပြီလား။ဟေ့ငကန်တို့ငရွှေတို့ဘွားတို့မြေဖွားကိုမြင်ထားနဲ့လိုက်ပို့လိုက်ကြစမ်းကွာ။ထမင်းတွေပါရီလဲတေချာကျွေးမွေးလိုက် မြို့ပြမှာလှဲစီစင်းပြီးတကောင်းမလဲထီလိုက်ဖို့ခိုင်းကျုံလဲအရေးတော်တွေပြီးရင်ရွာပြန်လာပါဦးမယ်ရွာကလူတွေလဲတတိယကြောင်ပြောပေးပါကျုံကြောင်မီးလောင်သွားတဲ့ဖုန်ကြီးကြောင်လဲပြန်စားဖို့ငွေစုနေပါတယ်ပြည့်ရင်လူလွတ်ဆောက်ခိုင်းလိုက်ပါမယ်ဆရာတော်ကိုလဲတတိယကြောင်ရှောက်ပေးပါနော်ဖွာရှေဝင်းတော်မူဖြစ်နေပေမဲ့ကိန်ကြီးကန်ကြီးမနိုင်နဲ့ရှင်ညိုသူကိုကြည့်ပြီး သူတို့ဝမ်းသာရမယ်လားနေလန်းခံထားရတာကိုကြည့်ပြီး စိတ်မကောင်းဖြစ်ရမယ်လားမဝေခွဲနိုင်ကြခင်မီးတို့မပြန်မီစစ်သူကြီးဥကောင်းတို့ဥသားတို့ဥတုံတို့ရောက်လာကြတာကိုလည်းတွေ့ရတယ်လက်ရဘလူးကိုစူလဲစူအားလဲပေးကြတယ်ဘိုးတုံကမူအလွန်အားရတယ်ဆိုပြီးကြောကိုကော့နေအောင်တဖြန်းဖြန်းတီးလိုက်သေးတယ်မင်းကိုပန်းပေးတာဒီတငယ်မလေးလားဟဲ့အချောလေးပဲ၁၄၅နှစ်ရောက်ရင်နန်းတော်တဲ့လားမလားနင်တို့ငညိုသူကိုလည်းတွေ့ရတာပေါ့ သူတို့မြေဖွာတယောက်မျက်နှာတယောက်ကြည့်မိကြတယ်။မဖြစ်ပါဘူးဦးကြီးရဲ့။ကျွားမှာတခြားဆွေမျိုးသားချင်းလည်းမရှိပါဘူး။ကျမမှာဒီအဖွားပဲရှိတာ။ကျမမရှိလို့မဖြစ်ပါဘူး။အဖွားကိုလှုပ်ကြွေးရပါအောင်မယ်။ဂျေဇုတမာတယ်မောင်ရင်တို့ရဲ့။အဖွားရွာမှာပဲအေးချမ်းချမ်းစိုက်ခင်းလေးတွေစိုက်ပြီးစားလို့ရပါတယ်။ခုလဲလုံမလေးကရှင်မျိုးတော်မရောက်ဘူးတာရဲ့။မြင်းခင်းတဲ့ပင်ပွဲရှိတာရဲ့။ရှင်ညိုသူတည်င်းကြတာနဲ့ ြီးကျင်တာရဲ့ကြောင့်အတင်းမူစာလို့သာထွက်လာရတယ်။လူမဲ့ရှိလို့စိုက်ခင်းတွေဘေးရင်ငါချက်ရက်ကုန်မီလာတောင်မသိဘူး။ရိုးသားတဲ့မြေဖွားကိုကြည့်ပြီးဘုံမှုတက်တက်ရည်ကြတယ်။လက်ရဘလူးကဖွားတို့တေချာတာကြည့်သွား။ဟောတာကအလောင်းမင်းတရားကြီးရဲ့ညာလဲရုံးတော်ကြီးဦးကောင်းနဲ့ဒါကဘယ်လဲရုံးဘုံမှုကြီးဦးတွန်းနဲ့ဂုံးပေါင်နိုင်ငံတော်မှာတော့သူတို့မြောက်ကအကြီးဆုံးပဲ။ ဟောဟိုကစစ်သူကြီးဦးသားတဲ့မင်းဆွေမင်းမျိုးတော်တယ်ရွာကြဘုံမူကြီးတွေတွေ့ခဲ့ကြောင်းလေပြောပေါ့သူစကားကိုရည်ကြပြန်တယ်အညာနေပူပူအောက်မှာရည်နေနိုင်နဲ့စစ်ဘိုလ်ချုပ်ကြီးတွေကိုကြည့်ပြီးသူတို့အံ့ဩနေရတယ်မကြမ်းဘုံမူတွေပြန်သွားကြသလိုဘွားမီတို့မြေဘွားလည်းပြန်ခဲ့ကြတယ်ကွင်းမြင်ထဲမှာတော့ပန်းပန်လျက်ရက်နေတဲ့ရှေဝင်းတော်မူကြီးမင်းထင်တော်ရထားဘွဲခံလက်ရဘလူးတူးသား နေရောင်ကိုလက်ကားရင်ရီပြီးကြံရစ်ခဲ့တော့တယ်။နားဆင်သူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။နောက်လဲဇလံကောင်းလေးတွေကိုတင်ဆက်ပေးသွားအောင်ပါမို့ဒီ channel လေးကိုလည်း like and subscribe လေးလုပ်ပြီးအားပေးကြပါအောင်ရှင်။ဘေးနားကနူဒီဘဲလေးကိုလည်းနှိပ်ထားပေးကြပါအောင်ရှင်။ Alright